တာလွန်ခဲ့သော15နှစ်16နှစ်လောက်ကထွက်ခဲ့တဲ့တခြင်းပေါ့နော်ဆိုတော့သူတို့ရဲ့အတွေးခေါ်ယူဆနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်တာပါအဲ့ဒီတခြင်းနာမည်အိုမြန်မာလို့ခေါ်တယ်ဆိုတော့ဇာတိသွေးဇာတိမှန်အရန်ကြွတဲ့နော်အမျိုးသားရေးစိတ်ပြင်းပြတဲ့သူတွေဆိုလို့ရှိရင်တော့ဒီတခြင်းကိုကြိုက်လိမ့်မယ်အမျိုးသားရေးစိတ်ပြင်း ားလုံးပဲမင်္ဂလာပါဗျာကိုရှုပ်လေး YouTube channel ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်ဆိုတော့ကျွန်တော်ရှေ့ရက်တွေမှာတော့ယုံလေးရဲ့မြို့ပြပေါ်ကလမ်းမများဆိုတဲ့ရုပ်ရှင်တယောက်မှကြည့်တယ်သူမရှိဘူးဆိုတော့ဇလန်းနဲ့ပတ်သက်ပြီးတော့ကိစ္စနဲ့ပတ်သက်ပြီးတော့အချင်းပွားပွဲရာတွေသူတို့ဖြစ်ကြပါတယ်ဘာလို့ဆိုတော့ဒါယုံလေးကတမင်တင်လိုက်ပြီးတော့အဲဒီလူတွေကိုလှည့်စားတာလှည့်ပြားတာလို့ပြောပါတယ်သို့ပေမဲ့တကယ်ကြီးရလို့မရှိပါဘူးဒါကတော့တစ်ပိုင်းမှာထားပါဆိုတော့ ဘောမရီနဲ့ပတ်သက်ပြီးတော့ကောယနေ့တော်လန်ရေးကိုမပါဝင်တဲ့เนาะဆိုတော့အမှုပညာရှင်ဆိုတဲ့သူတွေပေါ့ဗျာအမှုပညာရှင်ဆိုတဲ့သူတွေကိုလည်းကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်ဒီကကဘာလဲပတ်သက်ပြောမယ်လို့ဆိုရင်ခင်ဗျားတို့ဟိုတလောကဒီဗီဒီယိုခင်ဗျားတို့သိမှာပါဗျာဗီဒီယိုကိုရိုက်ကူးပြီးစီးသွားပါပြီခင်ဗျာစတိကြောင်းမယ်เนาะ နိုင်ငံမှာဘလို့ရဲ့အာချောင်းအာချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းဖြစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲဘသူကဘာတွေလဲဘသူကဘာစကားတွေပြောနေတာလဲဆိုတော့ကျွန်တော် J-Fire စဉ်းစားနားလည်တတ်ပါတယ်ပြီးတော့ဒီကဒီကလိုဒီလိုပြက်ကက်ကာလဒီတော့ရှုပ်ထွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်နေနဲ့ကိုမိဘကိုမိတ်ဆွေပေါင်းအင်းတွေကိုဘလို့ဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကိုလည်းညံနဲ့စဉ်းစားတတ်ပါတယ် Okay မိမိကိုမထိခိုက်အောင်နေပါအဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်နောက်ဆုံးမှမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုကိုကိုမထိခိုက်အောင်ဆောင်ရှောက်ပါโอเคတကယ်ထပ်ပြီးအားရမန်နေနဲ့ဂျုံစားပြီးတော့ဂျုံအောင်ပါနော် ေကုန်လားဘွားမှာစာလုံးရေးစာပဲရှိနေတယ်နောက်ထပ်အမိုင်စာ music video တွေဆက်ပြီးတော့ဖန်ပြီးဖို့ကြံပါလေးတယ်ချစ်တော်ပရိသတ်ရောက်ချင်းစီရောက်ချင်းစီတိုင်းကိုမနဲ့ဖျားရှိခိုးပြီးတိုင်းမေတ္တာပို့သားနေပါတယ်စိတ်နှလုံးအေးချမ်းပါဆိုတော့အဲဂျေဖိုင်းရပါတော့ဂျေဖိုင်းရဆိုတဲ့ကောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးပြောချင်တယ်ဆိုတော့ဂျေဖိုင်းရပြောတဲ့ဇာတ်ကားကဗျာကျွန်တော်ပြောတာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုသူနားလဲပါတယ်အလူရဲ့အခက်အခဲအချက်တွေကိုနားလဲပါတယ် ဒါပေမဲ့ခမားတို့လူတွေအားလုံးကိုကဲတင်ကျင်တယ်လို့စူးစမ်းနေရဆိုတဲ့ကိစ္စမျိုးပေါ့နော်။သူပြောတဲ့အောင်ကျွန်တော်ကျဲတွင်ပြောတာပါ။ဆိုတော့မိမိကိုကိုအရင်အဲကောင်းအောင်လုပ်ဖို့ပေါ့ပြောပြောတယ်ပေါ့နော်။မိမိကိုကိုပဲအရင် safe ဖြစ်အောင်လုပ်ဖို့ပဲပြောတယ်ပေါ့။ဒီစကားကကဒီတော်လန်ရေးကိစ္စမဖြစ်ဘူးပေါ့နော်။အာနာတိတ်မထားဘူးဆိုလို့ရှိရင်တော့ဒီစကားအရင်ပေါက်မယ်စကားဗျ။လူဘင်းကြိုက်တယ်ဗျ။နော်။ ူဝင်းကြိုက်တယ်ဆိုတာဒါပေမဲ့ကျွန်တော်တို့လူတွေကကျွန်တော်တို့ပြည်သူလူထုကမပိန်းတော့ဘူးဗျာနော်ဆိုတော့ဟောပြည်သူကိုခင်ဗျားတို့စောက်ဘောထင်နေမှာပဲဆိုတော့အဲ့တော့ကျွန်တော်တို့ပြောချင်တာတစ်ခုကဒီဒီ J5 ဆိုတဲ့ကောင်က J5 ရဲ့ရင်ဝယ်ထက်ရယ်နော်ဆိုတော့အပြီးတော့နောက် G5 ရယ်ဆိုထားတဲ့တခြင်းတစ်ပုတ်ရှိတယ်ဆိုတော့ဒါလွန်ခဲ့သော15နှစ်16နှစ်လောက်ကထွက်ခဲ့တဲ့တခြင်းပေါ့နော်ဆိုတော့သူတို့ရဲ့အတွေးခေါ်ယူဆနဲ့ပတ်သက်ပြီးကျွန်တော် ပြောပြချင်တာပါ အဲ့ဒီကျင့်နာမယ်အုံမြမာလို့ခေါ်တယ်ဆိုတော့ဇာတိသွေးဇာတိမံအရင်ကြွတဲ့เนาะအမျိုးသားရေးစိတ်ပြင်းပြတဲ့သူတွေဆိုလို့ရှိရင်တော့ဒီတချင်းကိုကြိုက်လိမ့်မယ်အမျိုးသားရေးစိတ်ပြင်းပြတယ်ဆိုတာကောင်းလားမကောင်းလားဆိုတာတော့ကျွန်တော်တို့အားလုံးကိုယ့်ကိုယ်ဝေဖန်တုံ့တက်ဖို့တော့လိုပါတယ်ဆိုတော့အမျိုးသားရေးစိတ်ပြင်းပြရင်ကျွန်တော်တို့တိုင်းပြည်အတွက်ကောကဘာကြီးအတွက်ကောမကောင်းပါဘူးဆိုတော့ကျွန်တော်တို့က international စိတ်ဖြစ်ရမှာပါเนาะဆိုတော့ဒါကဘာလုံးဆိုင်ရာ အတွေးခေါ်ယူဆနဲ့ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းညီညွတ်ဖို့ကိစ္စမျိုးတွေစဉ်းစားရပါပါအဲ့ဒါတပိုင်းမှာခဏထားပါအောင် တခုကဒီကောင်ဒီအိုပြမာဆိုတဲ့တချင်းကိုကျွန်တော်တို့ပြောပြရမယ်ဆိုလို့ရှိရင်အာဒီတချင်းရဲ့သဘောတဝါဝါကအမန်လေးရမြို့ကြီးကပျောက်ဆုံးနေပါပဲဗောနော်လင်းလင်းဆိုထားတဲ့မန်လေးမြို့တည်ဆုံးခြင်းဆိုတဲ့ပုံစံမျိုးနဲ့တိတ်မကွာလာပါဘူးဒီကောင်တွေကပို့တော်ဆိုးပါသေးတယ်เนาะဆိုတော့သူတို့ဒီထဲမှာတုံးထားတဲ့စကလုံးတွေကအပင်ကကလောက်เนาะအေးနေလို့ အဲခဏလောက်ဆောင်းလေးဝင်ပြီးခိုပြစီအောင်ဆိုခင်ဗျားတို့အဲ့တချင်းကိုခင်ဗျားတို့ရှားဘူးမှာပါတွေ့ဘူးတီးဘူးမှာပါဆိုတော့ဒီတချင်းကကောင်းမကောင်းဘူးဗျာနော်သူမျိုးရေးဘာသာရေးနော်ဓာရီကိုထိကိုက်တိုက်ခိုက်တဲ့တချင်းနော်ဒီတရုတ်လူမျိုးတွေကိုတိုက်ခိုက်တဲ့တချင်းကျွန်တော်တို့တရုတ်မကောင်းဘူးဆိုရင်ဘယ်ကောင်မကောင်းတာလဲတရုတ်အစိုးရမကောင်းတာလားနော်တရုတ်တိုင်းကမကောင်းတာလားအဲ့လိုမဟုတ်ဘူးလေနော်ဆိုတော့ဒီအစ္စလမ်တွေနော်ဟိန္ဒူတွေဒီလူတွေမကောင်းဘူးဆိုလို့ရှိရင်မကောင်းတာကတယောက်သေးလားအများကြီးလား ဆိုတာရှိပါတယ်လူတိုင်းတော့မကောက်ဘူးတော့မဖြစ်နိုင်ပါဘူးဆိုတော့ဒါပေမဲ့ဒီကောင်တွေကစာတီသေးစာတီမှန်တက်ကြွသွားတယ်ဒီတချင်းတွေကိုစိုးထားတာရှိတယ်ဆိုတော့အဲ့ထက်မှာရင်ွယ်ထက်ထက်ရဲ့ကြပြလည်းရှိပါတယ်ဒီကြပြကနမ်းမျိုးရိုးဖတ်တာเนาะရွှေချောင်းကြီးသူ့တမဇေယတန်းလို့ပါတော့ဗျာဒါကမဖတစိတ်နဲ့အပြစ်ရေးထားတဲ့တချင်းเนาะ၃ရောက်လုံးဆိုတဲ့၃ရောက်လုံးမှလည်းအပြစ်ရှိတယ်ဆိုတော့အဲ့ဒီအချိန်ကလေးကကျွန်တော်တို့က G5R တို့ G Fat တို့เนาะ အဲဒီရင်ဝယ်ထွက်တူကိုကျွန်တော်လက်မခံဘူးဗျဆိုတော့ရင်ဝယ်ထက်ကတော့ဒီကာလမှာကျမကြီးမကောင်းဘူးဘာညာတော့ကြားပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာတော့ဒီချင်းကောဒီကြပြာကောရေးတဲ့အချိန်မှာအိုမြမာဆိုတဲ့တချင်တော့ရေးတဲ့အချိန်မှာကျွန်တော်တို့ကလုံးလုံးလျားလျားမှသဘောမကျပါဘူးကျွန်တော်တို့ ਨੇ ရက်တီချက်မတူဘူးဘက်မတူဘူးလို့ကျွန်တော်တို့လုံးဝယူဆတယ်ဒီအပြင်ကျွန်တော်တို့ဘာဘာတွေးလဲဆိုတော့တို့မန္တလေးမှာနေတယ်เนาะဆိုတော့ဝီရဲသူရဲ့เนาะဝီရဲသူရဲ့အဲ share ရောပေါ့เนาะနောက်ကလည်း share ရေးပေးတယ်ရေးပေးသလားတော့မှတ်ရတယ် နော်ဘာလို့ဆိုခင်ဗျားတို့ဝီတဲ့သူဆိုတဲ့လူကခင်ဗျားတို့သိပါတယ်နော်ဆိုတော့ခင်ဗျားတို့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုလည်းအပုတ်ချတယ်ရရန်ဆက်ဆန်းတွေပြောတယ်နော်ဆိုတော့အဒီဘက်ကအဲဝီရတူအပါဝင်တီရကူကလည်းဝီရတူကိုငါရဲဘော်လို့ပြောပြီးတော့เนาะဒီလောက်ဟိုအကျန်းဖက်အတွေးခေါ်ယူဆနဲ့အဲဟို လူတွေဟောဟိုလွှမ်းမိုးနေတဲ့လူတယောက်ကိုနော်လူတယောက်လိုပဲပြောမှာနော်ဒီတယောက်ကိုဒီလိုပန့်ပိုးတယ်ဆိုတာကလည်းကောင်းတယ်လို့မဟုတ်ပါဘူးအဲ့တော့ဒီ၃ယောက်ဆိုထားတဲ့တခြင်းကိုကျွန်တော်ကရင်ကလေးကသဘောမချခဲ့ဘူးဆိုတော့ J5 ကတော့ဒီနေ့တော်လန်ရေးထဲမှာပါမလာတာကျွန်တော်တို့ဟိုဝမ်းနေစရာလည်းမဟုတ်ပါဘူးသို့ပေမဲ့ကျွန်တော်တို့တော်လန်ရေးကိုတော့တိုက်ခိုက်ဖို့နော်မတင့်ပါဘူးတိုက်ခိုက်တာလည်းလုံးဝလက်မခံပါဘူး ဒီတော်လန်ရေးကိုစန့်ကျင်တဲ့စကားမျိုးသူတို့ပြောတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့လက်မခံပါဘူး။ဒါကတော့ကျွန်တော်တို့ရဲ့ပြောရေးစုခွင့်ရှိလို့ကျွန်တော်တို့ရဲ့လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောတာပါ။ဆိုတော့နောက်ထပ်တစ်ချက်နဲ့ပြောရမယ်ဆိုရင်နောက်နောက်တစ်ယောက်ပါဗျာ။နောက်တစ်ယောက်ခင်ဗျားတို့နေအောင်ပေါ့။ဆိုတော့ခင်ဗျားတို့နေအောင်ဆိုတော့ကျွန်တော်တို့ကဒီနာအဖနာဝတပါနော်။နိုင်ငံတော်အဲအေဂျင်တာရဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖပါနော်။ နာဖနာဝတ္တဆိုနိုင်ငံတော်ဂျင်ဝတ်ပြပြနော်နိုင်ငံတော်ကဝင်ဂျင်ဝတ်ပြပြဆိုတာအဲ့လိုနာမည်တွေနဲ့သူတို့တိဆောက်ခဲ့တဲ့ကောက်တွေပေါ့နော်ခင်ညို့တို့တန်းရွှေတို့လက်ထက်တုံးကဒီအမှုပညာရှင်ဆိုတဲ့လူတွေကသူတို့ခေါ်ရင်ခေါ်တဲ့အတိုင်းရုပ်ရှင်တွေရိုက်ရတယ်ဗီဒီယိုတွေရိုက်ရတယ်တအားဒီအဲ့ဒီအထဲမှာကျွန်တော်တို့ဒီဟိုမင်းမောင်ကုန်းတို့စင်ဝိုင်းတို့ဆိုလဲဒါပါခဲ့တာပဲသို့ပင်မဲ့ဒီနေ့ဒီချိန်ဒီကာလကရှင်းရှင်းလင်းလင်းကြီးပြနော်ရှင်းရှင်းလင်းလင်းကြီးပြည်သူလူထုကတခဲနဲ့မဲပေးထားတယ် ဒီပါတီကအနိုင်ရတယ်နော်သူတို့မဖြစ်စေခြင်းနဲ့ခေါင်းဆောင်တယောက်ကတမရလို့နော်ယာတို့ကြီးကြီးလို့အဲ့လိုနေရာမျိုးကိုသူတို့ရနိုင်တော့မယ်ဆိုတဲ့အခြေအနေမျိုးကိုသူတို့လုံးဝလက်မခံနိုင်တဲ့အတွက်အာနာတိမ့်ပလိုက်တယ်ဆိုတော့ပြည်သူဒုဒုရဲ့မဲတဲ့ပြောက်ကိုမလေးမစားတံပိုးမထားပဲနဲ့သူတို့အာနာတိမ့်ပလိုက်တယ်အဲ့ဒီအတွက်ဒါကလူကထမင်းစားရင်နားလေထမင်းစားနေတဲ့လူနော်ကျွန်တော်တို့နော်ခေါင်းပါတယ်လက်ပါတယ်ခြေထောက်ပါတယ်ဒီလူတွေနော်ဒါလူ เนาะအတွေးခေါ်ရှိရယ်ဆိုတော့အဲ့လိုအတွေးခေါ်ရှိတဲ့လူတိုင်းเนาะအဲ့အတွေးခေါ်ရှိတဲ့လူတိုင်းဆိုတော့ခုနကကျွန်တော်ပြောတာကောင်းပါတယ်လက်ပါခြောက်ပါတယ်ဆိုတာဟိုတခြားဟိုအယူဆနဲ့တော့မတွေးပါနဲ့သဘောကကျွန်တော်လူသားတယောက်ရဲ့ဟိုပုံတရံကိုကျွန်တော်ပြောတာပါဆိုတော့လူဆိုရင်ဒီဟာကတရားလားမတရားလားသိလို့เนาะအမှုပညာရှင်ဆိုတဲ့လူတွေအများကြီးပါဝင်ခဲ့ကြတယ်ဆိုတော့ငါတို့ကိုစန့်ကျင်တဲ့ကောင်တွေတက်กว่าဆိုတဲ့ပုံစံမျိုးပြောတာနေအောင်ကြီးလေ ရောတွေ့မှာပါနော်ဆိုတော့ဒီဘဲလဲဘယ်တော့ချက်တွေတုံးလိုက်လဲဆိုတာခင်ဗျားကိုပြောချင်တာပါဆိုတော့အနုပညာရှင်ဆိုရဲတော်တော်များများကဖက်ခွက်စားပဲဗျာနော်ဆိုတော့ဖက်ခွက်စားဆိုတာကသူတို့တာရင်တာသူတို့ပြည့်ကတ်ပါပဲဆိုတော့အဲ့လိုကောင်းမျိုးတွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဝမ်းနည်းစရာတော့အကြောင်းမရှိပဲမယ်ကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့တော်လန်နေတဲ့တော်လန်ရေးကိုထိကြိုက်တာအာစန့်ကျင်တာပုတ်ကန်တာအ เนาะကျွန်တော်တို့ကိုအပုတ်ချတာဒါမျိုးတွေကိုတော့ကျွန်တော်တို့ကလက်မှတ်ခံနိုင်ကြောင်းတော့ကျွန်တော်တို့ပြောကိုပြောရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီပြည်သူဘတ်တော်သားတွေပြည်သူဘက်မှာအ내အတူဥပေါင်းလာတဲ့အနုပညာရှင်တွေအတွက်တော့ကျွန်တော်တို့ဂုဏ်ယူပါတယ်အာဒါပေမဲ့เนาะဆိုတော့ခုနလိုဂျီဖိုင်ရလိုកောင်မျိုးတော့နေအောင်လိုဘဲမျိုးဒီပြောမျိုးတွေတော့ကျွန်တော်တို့လုံးဝလက်ခံနိုင်ကြအကြောင်းမရှိပါဘူးဒါက reaction တစ်မျိုးလို့လဲအဲတတ်မှတ်လို့ရပါတယ် ကျွန်တော်ဒီလူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသတင်းတွေကိုလည်းကျွန်တော်ဆက်ပြီးတင်ဆက်ပါအောင်မယ်။နောက်တစ်ချက်ရှိပါတယ်။ကျွန်တော်ဗီဒီယိုမှာကျွန်တော်တင်ထားတဲ့အထဲမှာဒီလိုင်တာကိုကြီးဆိုတဲ့ကောင်ရှိတယ်။အဲ့လိုင်တာကိုကြီးဆိုတဲ့ကောင်ဘယ်လိုကောင်လဲဆိုတာကျွန်တော်တင်ထားတာရှိတယ်။ကျွန်တော်ရဲ့အခုဒီဗီဒီယိုနဲ့နောက်ဆက်တွဲဗီဒီယိုကိုလည်းကျွန်တော်အာ connect ဖြစ်နေတဲ့ဗီဒီယိုမှာလည်းကျွန်တော် link ချိတ်ပြီးတော့ကျွန်တော်တင်ပေးထားပါမယ်။ဆိုတော့ဒီကနေ့ခင်ဗျားတို့ပြောနေတဲ့လိုင်တာကိုကြီးဆိုတာ ုခဲ့တဲ့2015တုန်းကအကြောင်းသားတပိတ်တွေမှာအာကျွန်တော်တို့အကြောင်းသားတွေကိုရိုက်တာအကြောင်းသားအကြောင်းသူအမျိုးသမီးလေးကိုလယ်ဝင်းကိုဒီလိုဖတ်ပြီးတော့ဆွဲပြီးတော့ဖမ်းသွားတဲ့ကောင်မဟုတ်ဘူးလို့ညင်းထားပေမဲ့ဒီကနေ့ဒီကောင်ဒီလုံနေတဲ့เนาะစက်ခိုင်ရဲ့မဲဆွယ်တဲ့ပွဲတွေမှာပါဝင်နေတဲ့เนาะလှုပ်ရှားမှုတွေကတက်တည်ဖြစ်နေပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်နောက်ဗီဒီယိုမှာဒါကျွန်တော်အဲထုတ်ဖို့ပြောဆိုပါမယ်ဒီ နေ့ကဏ္ဍကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးကြမ်းကြမ်းမမာနဲ့မိသားစုနဲ့စိတ်အေးအေးချမ်းချမ်းပြန်လည်ဆုံတွေ့နိုင်ကြပါစေကျွန်တော်တို့တော်လည်းအင်အားစုတွေအောင်ပွဲဆက်ဆက်ခံနိုင်ကြပါစေလို့ဆုမွန်အောင်တောင်းပေးလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်